တကယ်ပါတာဝေကယူစရာလေးတခုပါတငယ်ချင်းတို့တတိမထာမိတာဖြစ်မှန်ဗျကျွန်တော်တို့ရဲ့ဖုန်းထဲမှာလေငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုအချက်ပေးဖို့အတွက်ကိုဘာရှင်းလေးတခုကကျွန်တော်တို့ရဲ့ setting ထဲမှာကလေးကိုကပါလာခဲ့တယ်ဗျဖုန်းဝယ်ကလေးကပါတာเนาะဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကို တွားပြီးတော့ဖွင့်ထားလိုက်ရင်မကောင်းဘူးလားဗျာကိုကတော့နိုင်ငံခြားမှာနေတယ်စစ်ဖြစ်နေတဲ့ဇုံမှာနေတယ်တို့တော့ကျွန်တော်တို့ကြိုက်နေတဲ့ဖုန်းကကျွန်တော်တို့ပြောတာကမင်းဒီခလုတ်လေးကိုဖွင့်ထားမယ်ဆိုရင်ငလင်လှုပ်လာခဲ့တည်ရှိတော့မင်းကငါတတိလက်ပေးမယ်ဆိုတော့ကျွန်တော်ကတော့လှုပ်ထားမယ်ဗျာเนาะတကယ်ချင်းတို့လည်း အဲလုတ်ချင်တယ်ဆိုရင် live လုတ်ကြည့်။ Okay ဘယ်လိုမျိုးလုတ်ရလဲဆိုတော့ setting ထဲကိုဝင်မယ်။ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်ဆွဲတင်မယ်။ဒီမှာကျွန်တော်ပြောသူမျိုးလေးခလုတ်လေးတစ်ချက်တစ်ချက်ပဲလည်းနေရမယ်နော်။ Okay ပထမအဆုံးတစ်ချက်အနေနဲ့ safety and emergency ကိုနှိပ်မယ်။ပြီးတော့ဒီ user လေးကိုနှိပ်ပေးမယ်။ပြီးသွားပြီဆိုရင်ဒီညလေးကိုရောက်လာမယ်နော်။ဒီညလေးကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီညလေးက on လုတ်ပေးရမယ်နော်။ဖွင့်ပေးရမှာပေါ့နော်။ဒါဖွင့်ပြီးသွားပြီဆိုရင်ငလင်လုတ်လာပြီဆိုရင်ဘယ်လိုမျိုးအတန်မီလဲ။အဲ့ဒါလေးကိုဝင်ပြီးတော့လေ့လာကြည့်မယ်နော်။အဲ့ဒါလေးကိုလေ့လာဖို့အတွက်ကိုကျွန်တော်တို့ဒီမှာ C ဆိုတဲ့နေရာလေးကိုနှိပ်မယ်။ ဒီတန်လေးကိုမှတ်ထားဗျဒီတန်ကကျွန်တော်တို့ကို ဖုန်းခေါ်နေတဲ့အတန်မဟုတ်ဘူးဒါကငလင်အတွက်ကတ်ဆိုင်နေတဲ့ဆိုတော့အချက်လက် information ပေးတတ်တယ်။နောက်ထပ် knowledge အနေနဲ့ကဒီမှာငလင်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးနေတင်လဲ၊စရိယာပြစ်စစ်ဖြစ်အောင်ဘယ်လိုမျိုးနေရမလဲ။ဒီလိုပုံစံလေးတွေတော့ပြထားပေးတယ်ပေါ့နော်။ဆိုတော့ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားရဲဆိုရင်လိုက်လို့ကြည့်ပါ။တော်တော်များများလည်းဝင်မြထားတာတွေ့တယ်။ဆိုတော့ကိုဖုန်းတော့မှရှိနေတာဖြစ်တဲ့အတွက်အပန်းမကြည့်ဘူးဆိုရင်တစ်ချက်လေးဝင်နေလိုက်နော်။